လူ9000ကျော်ရုတ်တရက်ပြောက်ကွယ်သွားပြီးဂျပန်ကတဆေကျွန်းဂျပန်နိုင်ငံနာဂါဆာကီကမ်းလွန်ပင်လယ်ပြင်9မိုင်အကွာမှာဘယ်သူမှမနေထိုင်တော့တဲ့ကျွန်းတစ်ကျွန်းရှိပါသည်အဝေးကကြည့်ရင်စစ်သည်မောကြီးစင်းနဲ့တူလို့ဂွန်ကန်ကြီးမောဒါမှမဟုတ်လို့ရှိရင်စစ်သည်မောကျွန်းလို့ခေါ်ကြတဲ့ဟာရှိမကျွန်းမှာဒီနေ့ချိန်မှာတော့ဒီကျွန်းဟာကြောက်စရာကောင်းအောင်တိတ်ဆိတ်နေတဲ့တဆေကျွန်းတစ်ခုဖြစ်နေပါပြီဒါပေမဲ့ဒီကျွန်းဟာတစ်ချိန်ကကမ္ဘာပေါ်မှာလူဦးရေအထူးရက်ဆုံးနေရာတစ်ခုဖြစ်ခဲ့ဘူးပါလိမ့် 1950ပြည့်နှစ်တုန်းကဒီကျုံးပေါ်မှာလူပေါင်း9200ကျော်နေထိုင်ခဲ့ဘူးပါရီဒါပေမဲ့1984ခုနှစ်မှာတော့ဒီကျုံးပေါ်ကလူအလုံးဟာရက်သက်တစ်ပတ်အနေငယ်အတွင်းမှာပဲသူတို့ရဲ့အရာအလုံးကိုဒီတိုင်းထားခဲ့ပြီးရုတ်တရက်ပြောက်ကွယ်သွားခဲ့ကြပါရီဘာကြောင့်ဒီလောက်စီကားခဲ့တဲ့နေရာကြီးကရုတ်တရက်လူသူမဲဖြစ်သွားရတာလဲဒီဇာလန်က1889ခုနှစ်မှာစတင်ခဲ့တာပါဒီကျုံးငယ်လေးရဲ့ပင်လယ်ကျမ်းမြေအောက်မှာအရေးသွေးမြင့်ကြောင့်မိသွေးတွေတွေ့ရှိခဲ့တယ် မကြာခင်မှာပဲ Mitsubishi ကုမ္ပဏီကဒီကျွန်းကိုဝယ်ယူပြီးပင်လယ်အောက်ကကြောင်မီးသွေးတွင်းစီမံကိန်းကိုစတင်ခဲ့ပါသည်ဂျပန်နိုင်ငံရဲ့စက်မှုဒေါ်လာရေးခေတ်မှာဒီကြောင်မီးသွေးတွေကအသက်သွေးကျော်ဖြစ်လာပြီးအလုံသမားထောင်ပေါင်းများစွာဟာမိသားစုလိုက်ပြောင်းရွှေ့လာကြပါသည်။ဒီကြောင်ကစုစုပေါင်း16အီကာလောက်ပဲရှိတာကြောင့် Mitsubishi ကပင်လယ်ကိုမြေဖို့ပြီးဂျပန်နိုင်ငံရဲ့ပထမဆုံးကွန်ကရစ်အထက်မြင့်တိုက်ခန်းတွေကိုတည်ဆောက်ခဲ့ပါသည်။1959ခုနှစ်မှာတော့ဟာရှီမာကျွန်းဟာကမ္ဘာလူဦးရေအထူးရက်ဆုံးနေရာဖြစ်လာခဲ့ပါသည်။ မြေဆိုင်ဆရာနေရာမရှိတော့လို့တိုက်ခေါ်မှုပေါ်ဒီမှာဥယျာဉ်နေဆိုင်ခဲ့ရသည်ကြောင်စေးယုံရုပ်ရှင်ယုံအရက်ဆိုင်နေအထိမြို့တမြို့မှာရှိတဲ့အရာအလုံးဒီကွန်ကရစ်တောအုပ်ကြီးထဲမှာပဲရှိခဲ့ပြီးပင်လယ်တွေကကွန်ကရစ်ဒုက္ခဘုံလေးတစ်ခုဖြစ်ခဲ့ပါသည်ဒါပေမဲ့ဒီဒုက္ခဘုံရဲ့နောက်ကွယ်မှာကြောင်စရာကောင်းတဲ့အမှန်တရားတစ်ခုရှိနေခဲ့ပါသည်ဒုတိယကမ္ဘာစစ်အတွင်းမှာဂျပန်အင်ပါယာဟာကိုရီးယားနဲ့တရုတ်နိုင်ငံကလူပေါင်းများစွာကိုဒီကျုံးမော်ကိုအာရမခေါ်ဆောင်လာပြီးကြောင်မီသွေးတွင်းနေမှာကျုံနေလို့ခိုင်းစေခဲ့ပါသည် ပင်လယ်မျက်နှာပြင်အောက်မီတာ1000ကျော်နဲ့ပြီးအပူချိန်30ဒီဂရီစင်တီဂရိတ်ဆိုထိုင်းစာ95ရာခိုင်နှုန်းရှိတဲ့ငရဲလိုနေရာကိုသူတို့ကိုအလုံးလုံးခိုင်းခဲ့တာပါ အစာရေစာမလုံလောက်လုံခြုံရေးပစ္စည်းမရှိဘဲမိသိန်းတန်းငွေပေါက်ကွင်းမှုအနေနဲ့အဆုတ်ရောဂါတွေကြောင့်မှနေရောညပါအလုံးလုံးခဲကြရတာပါမတန်းနေရအာရမခေါ်ဆောင်ခံရသူ1300ကျော်ဟာမတော်တဆမှုအစာငတ်မှုမှုနဲ့ပင်မနှွမ်းနယ်မှုတွေကြောင့်သေဆုံးခဲ့ရပါသည်။တချို့ကပင်လယ်ထဲခုန်ချထွက်ပြေးဖို့ကြိုးစားရင်းရေနစ်သေဆုံးခဲ့ကြသည် ဒီကျောင်းဟာဂျပန်အလုံသမားတွေအတွက်တော့ဒုက္ခပုံဖြစ်ခဲ့ပေမယ့်အာရမခေါ်ဆောင်ခိုင်းစေခံရသူတွေအတွက်တော့ပင်လယ်တွေကငရေကျွန်းဖြစ်ခဲ့ပါလိမ့်။ဒါပေမဲ့1960ခုနှစ်တွေမှာဂျပန်နိုင်ငံဟာအကြောင်းမီးသွေးအစားရေနံကိုအဓိကစွမ်းအင်အဖြစ်ပြောင်းလဲသုံးစွဲလာပါလိမ့်။တစ်ချိန်ကအဖိုးတန်ခဲ့တဲ့အကြောင်းမီးသွေးတွင်းနေတန်ဖိုးမရှိတော့ဘဲနဲ့အရှုံးပေါ်လာပါလိမ့်။နောက်ဆုံး1994ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာမီဆူဘီရှိကအကြောင်းမီးသွေးတွင်းကိုလုံးဝပိတ်သိမ်းကြောင်းကြေညာခဲ့ပါသည် ဂျင်ညာချက်ထွက်ပြီး၃လမပြည့်ခင်အေဗီလာ20ရက်နေ့မှာဂျိုးမော်ကနောက်ဆုံးလူထွက်ခွာသွားခဲ့ပါသည်လူပေါင်း9000ကျော်ဟာသရေရဲ့နေအိမ်ပိုင်ဆိုင်မှုတွေအကုန်လုံးကိုစွန့်ပစ်ပြီးထွက်သွားခဲ့ကြပြီးဘယ်သူမှပြန်မလာခဲ့ကြတော့ပါဘူးစာသင်ခန်းတွေကကြောက်တဲ့မုံမော်မှာနောက်ဆုံးရေးသွားတဲ့စာရီတိုက်ခန်းတွေကတီဗီအဟောင်းတွေကလေးကစားစရာအယုတ်တွေပိုင်ရှင်မဲ့ပရိဘောကတွေကဒီတိုင်းပဲဖုံလင်းလင်းနဲ့ကြံနေခဲ့ပါသည်လူရည်ရဲ့ဘဝတွေကိုအချိန်ခဏရပ်တန့်လိုက်သလိုပါပဲဒီနေ့အချိန်မှာတော့ဟာရှိမကျွန်းကလူသားတွေရဲ့လောဘ ဇမ်မူဒေါ်လန်ရဲ့အရှိန်ဟုန်နဲ့နာကျင်စရာတမိုင်းကိုတတ်တည်ပြနေတဲ့နေရာတစ်ခုအဖြစ်ပဲကြံရည်ခဲ့ပါတော့တယ်။ခမည်းတော်ဒီစစ်သည်မောကျွန်းကိုတွားလေခွင့်ရရင်ဘယ်လိုခံစားရမလဲ။ဒီကျွန်းရဲ့ဘဲချက်ကခမည်းကိုအံ့အားသင့်စေခဲ့လေ။ဂွမ်းမမဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။